ူကိုဟာဟာပေးရင်နှက်ကင်နိုင်လို့ဟာဟာမပေးကြဘို့လူတွေကိုတတိပေးလိုက်တဲ့သူတွေမင်းခန်မင်္ဂလာပါပိတ်တာကြီးရေဒီနေ့ခေတ်ဆိုရှယ်မီဒီယာလောကကြီးမှာဖက်ဖို့ရည်ရှင်လေးတစ်ခုပေးမိုံနဲ့နှက်ကင်ခံနိုင်ရတဲ့ဆိုတဲ့အဖြစ်ပြမျိုးကိုကြားဖို့ကြားပါသလားပုံမှန်ဆိုရင်တော့အနုပညာရှင်တယောက်ကိုပိတ်တာကရှစ်လိုပဲဆဆရဲ့ကျင်လိုပဲဆဆ ဟဟရေရှင်လေးတွေပေးလိရှိကြပါတယ်ဒီတစ်ခါမှာတော့ဒီဟဟပေးရင်နာကင်ခံနိုင်ရပါတယ်သူတွေမင်းခန့်လို့ဆိုလိုက်တာနဲ့ပြိတက်ကြီးတော်တော်များများကမနေ့ကရွှေချိုပြိုင်ပွဲမှာစတင်ပြီးတော့သတိထားမိခဲ့ကြမှာပါသူရဲ့ထူးခြားချက်ကတော့အများအားငုံမဲ့မဲ့ဖြစ်နေတဲ့မျက်နှာထားနဲ့ပါသူရဲ့မိခန်းကတော့အတူကိုတူကိုရီးယားမင်းသားကိုချင်ဖြိုးနဲ့တူတယ်လို့ခံယူထားပေမဲ့ပိတ်တရဲ့အမြင်မှာတော့တမျိုးဖြစ်နေတာလဲဟာတာတခုပါပဲပိတ်တအများစုကသူ့ကိုမြင်ရင်နာမည်ကြီးဟာတာတယောက်ဆောင်ဖီဖီထွေးရဲ့မိခင်ကြီးနဲ့တူနေတယ်လို့ မန္တလေးကနာမည်ကြီး online selling ဆွေနေပဲချွတ်ဆို့အတူနေတယ်လို့လို့ပြောဆိုနေကြတာပါဒီလိုမတူညီတဲ့မျက်နှာပေါင်းနဲ့ဟန်ပန်တွေကြောင့်သူ့ရဲ့ပုံတွေဗီဒီယိုတွေရဲ့အောက်မှာဗိဒ္ဓတွေကမနေနိုင်မထိုင်နိုင်ဟာဟာရေရှင်တွေကိုပေးရှင်စိတ်ပေါ်လာကြတာဖြစ်ပါတယ်ဒါကိုပဲသူတွေမင်းခန့်ကစိတ်ဆိုးတာပါလက်တလောမှာသူဝင်ပြိုင်နေတဲ့ရုပ်ဆောင်ပြိုင်ပွဲတစ်ခုမှာသူ့ကိုဟာဟာပေးတဲ့အော်အော်ဆိုတဲ့ကာမလေးတယောက်ကိုသူတွေမင်းခန့်ကမီဒီယာတွေကနေတဆယ်တရားဝင်စီရင်ရှင်းလိုက်ပါတယ် ဒါတင်မကပါဘူးသူကိုလှောင်ပြောင်းပြီးဟာဟာပေးနေတဲ့သူတွေအားလုံးကိုလည်းပြင်းပြထန်ထန်တတိပေးလိုက်တာပါဒီလိုမျိုးရေရှင်ပေးယုံနဲ့လူတယောက်ကိုနာမည်တပ်ပြီးတော့စည်ရင်ရှင်းရင်တောင်းနဲ့တိုင်တယ်ပြီးတော့ရှင်းချောက်တာမျိုးကအနှစ်ပညာလောကမှာမရှိတလို့ရှားပါတဲ့ဖြစ်ရတခုပါပဲပုံမှန်ဆိုရင်တော့အနှစ်ပညာရှင်တွေကဖိတ်တာတွေကိုဘလော့တောင်းလက်လူရှိတာမျိုးပဲလောက်ကြတာဆိုပေမဲ့သူတွေမင်းခန့်ကတော့ထူးထူးခြားခြားသူ့ရဲ့တိုက်စစ်အကြောင်းကိုထုတ်ပြောပြီးတော့တုတ်ပြလာတာကတော့ပိတ်သက်တွေကြားမှာပို့ပြီးတော့ ဝက်စုသွားစေပါတယ်ပုံမှန်အနုပညာရှင်တွေဆိုရင်တော့ဝေဖန်မှုဒါမှမဟုတ်နှောင်ပြောင်မှုတွေကိုလွလွရှူလေးရှိကြပေမဲ့သူတွေမင်းခန့်ကတော့သူ့ကိုဟဟပေးရင်နှက်ကင်မယ်လို့ဆိုပါတယ်သူတွေမင်းခန့်ကသူဟာတမလူတယောက်မဟုတ်ပဲတိုင်နန်းကစစ်တက်လာတဲ့သူဖြစ်ပြီးတော့ဘောကဝီရီမေတော်ကြီးရဲ့သားတော်အရင်ဖြစ်တယ်လို့ဆိုပါတယ်မေတော်ကြီးကသူ့ကိုချစ်လွန်းလို့အာကတွင်ထဲမှာငုံပြီးတော့စောက်ချောက်ပေးထားတာဖြစ်တဲ့အတွက်သူ့ကိုထိပါပုတ်ခတ်တာလှောင်ပြောင်တာဟဟပေးတာမျိုးလုပ်မယ်ဆိုရင် အဲ့ဒီလူတွေဟာဘေးဒုက္ခကြောက်ရွံ့နိုင်တယ်။နှက်ကင်ခံနိုင်ရတယ်လို့တတိပေးရှင်းလျှောက်လိုက်တာဖြစ်ပါလေ။ဒါဟာမြမာရိုးရအယူဆတွေဖြစ်တဲ့တိုင်နန်းကိစ္စတွေနဲ့ဆက်စားနေပါလေ။သူကိုလောင်ရင်သူကအေးယူမှာမဟုတ်ဘူး။မေတော်ကအေးယူမှာဆိုတဲ့သဘောပါ။ဒါပြင်သူရမင်းခန့်ဟာဝေဖန်မှုတွေကိုကယူမဆိုင်ပဲသူလန်းသူဆစ်ချောက်နေပုံကလည်းအာဩစရာပါပဲ။တချို့တွေကလည်းဒါကို သူ့ရဲ့မကတင်ပြူဟာလို့တုံ့တက်ကြပါလေ။လူတွေကကြောက်ပြီးတော့ဟာဟာမပေးရင်လဲသူ့အကြိုက် မယုံလို့ဟဟပေးရင်လဲ engagement တက်ပြီးတော့ပုံနာမည်ကြီးလာမဲ့သဘောပါပဲ။ဘာပဲဖြစ်ဖြစ်တရမင်ခန့်ရဲ့ယုံကြည်မှုလွန်ကဲနေတဲ့ပုံစံနဲ့ဒီလိုထူးဆန်းတဲ့တတိပေးရှိတွေကတော့ social media ပေါ်မှာရက်ရှည်ပွဲစုနေအောင်မဲ့အနေထားမှာရှိနေပါလေ။အချို့အဖြစ်ပြောရရင်လဲတရမင်ခန့်ဟာပိတ်တဲ့ရဲ့စိတ်ဝင်စားမှုတွေကိုရယူရမှာထူးခြားတဲ့နီလန်းကိုတုံးလိုက်တာပါပဲ။တချို့တွေကတော့ဒါကိုယုံကြည်ကြောင်းရွံ့ကြတယ်လို့တချို့ကလည်း ဒါကိုပဲထပ်ပြီးတော့ဟာတာလုံးနေကြတာတွေ့ရပါတယ်။အနုပညာလောကမှာလူပြောများရင်ပြီးတာပဲဆိုတဲ့စကားအတိုင်းတူတယ်မင်းခန့်ကတော့သူနေသူဟာနဲ့နာမည်ကြီးအောင်လုပ်နေတာတော့အမှန်ပါ။ကဲပိတ်တာကြီးရေဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာရောတူတယ်မင်းခန့်ကိုဟာဟာပေးရတဲ့တတ်သိခဲတွေရှိကြလား။တကယ်ရောနိုင်ကန်ခံရမယ်လို့ထင်လားဆိုတာမှရှင်းပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါရှင်။